အေးပီပီကေကိုသူကဒေါင်းဒေါင်းခွင့်ပြုတာဖြစ်တဲ့အတွက်ကြောင့်တော့ညီမနာညီမလေးနားနားမလဲမှာဆိုလို့ဒါကြပြောရမှာဆိုလို့ရှင်ဒီဒီလုပ်ငန်းခွန်ချက်လက်နဲ့မသက်ဆိုင်တဲ့သူတွေပေါ့ဒီဌာနနဲ့မသက်ဆိုင်တဲ့သူတွေဒီလုံဟာကိုဒေါင်းမှာကြောက်လို့မို့ဒီအချက်လက်တွေထည့်သွင်းမှာကြောက်လို့အသုံးပြုမှာကြောက်လို့မို့ကိုတို့ကအဲ့ဒါကိုတက်တက်ဒါလောက်ထားတာဖြစ်တယ်နော်မှာ အခုရဲ့ဘိုင်းမှာမရေးလေဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတာဟုတ်ကဲ့ဟုတ်ကဲ့ရှင်းပြပေးတော့ဂျေဇူးတင်တယ်တကယ်လို့ကအဲ့လိုမျိုးတွေ system တွေစနစ်တွေပြောင်းသွားလို့ရှိရင်အကိုရဲ့အပေါ်ကနေပဲညီမတို့ရောင်းကနေပဲဓာတ်ရိုက်ကစာရီကြလာမယ်အော်ဒီလိုတွေလုံးဝမယ်ဆိုအဲ့ဒါလည်းဘယ်သူမှအကြောင်းကြားထားတာလည်းမရှိဘူးပေါ့နော် ကညီမလေးနဲ့ညီမလေးတို့ဒီကိုအားဆိုလို့ရှိရင်ကျွန်တော်ဌာနခွဲအားမပြောထားတာနော်ညီမလေးအမှန်ကကျွန်တော်တို့ဌာနခွဲကနေမှဒီအခွန်ကောက်တာပါညာပဲလောက်ဆောင်တာကျွန်တော်တို့ကဒါပကူဌာနကနေကြတော့ပြောရမယ်ဆိုလို့ရှိရင်ဒီအမားတို့ရဲ့အချက်လက်တွေကိုအဲ့ဒီမြင့်ပြရနောက်ပြီးစီမံသမားတွေအစားပေါ်ပြောရမယ်ဆိုလို့ရှိရင်အနာစီသမားတွေအစားပြပနဲ့ဒီနိုင်ငံရေးမှာခွဲနေတဲ့ဟာတွေပါဒါတွေပါအကုန်လုံးလုပ်ပြရဖြစ်တယ်နော်ဟုတ်ပါဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်တယ်အဲ့ဒါလေးထားတာဒီအလားပိုင်းမှာပညာထားပါဘောအမားတို့တိုင်းဆက်သွားမယ်ဆိုရင်ကျွန်တော်ဟုတ်ကဲ့ဌာနခွဲဌာနခွဲရတယ်အဲ့ ြန်ပြီးတော့ကျွန်တော်ဒါပြန်လုတ်ကင်လာမှရှိတာပေါ့ငါတို့တော့ကျွန်တော် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟောကျွန်တော်တို့လည်းနေပြီးတော့နေပြီးတော့မှအဲ့တက်တန်းတို့ကိစ္စဆက်ပြီးလောက်ရရှိတဲ့အမေးလိုက်အောင်မယ်နော်ဆောင်ဆိုင်တော့ကျွန်တော်တို့ဒါမနက်ဖြန်အတော့ကိုကျွန်တော်တို့ဒါစိတ်ခေါ်စာတစ်ချက်ပြန်ပို့လိုက်မယ်နေပြီးတော့ဟုတ်ကဲ့ပါစိတ်ခေါ်စာပဲပို့လိုက်ပါအကိုရဲ့ဘာမှဟိုပေါ့နော်အကြောင်းကြားထားတာလည်းမရှိဘဲနဲ့အခုက plain your phone ထဲမှာ link ပို့လာပြီးတော့ password နှိမ့်ခိုင်းနေဆိုတော့အခါကျတော့မတင်ကားစရာတွေဖြစ်နေပြီးအကိုအခုအကိုတို့လည်းသိပါတယ်အခု line မှာတလောင်းကြီးဖြစ်စာနေရ link တောင်းပြီးတော့ password နှိမ့်ပြီးတော့လိန်သွားတာပတ်စံနေဘလောက်ပါသွားတယ်ဆိုတော့အကိုရဲ့နော်ညီမတို့က တော့ဝန်ထမ်းတွေပဲအလုံးလုံးနေတဲ့လူတွေပတ်စံဘလောင်းမရှိအောင်မို့အကိုတို့အဲ့လိုမျိုးလုံးကိုရီးယားလောက်ခံရသွားပြီဆိုတော့ကဒါကိုရီးယားချွေးနှင်းစာတွေအကိုကျွန်တော်တို့လည်းမယုံနိုင်ဘူးနော်ဟုတ်ပြီညီမလေးအဲ့ဒါကိုလေကိုတို့ကအဲ့လိုလိုကြောင်းဖို့လေဒီဖိုင်ကိုဒီလိုမျိုးကတ်တတ်ထားတာမျိုးဖြစ်နေနော်ညီမလေးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အကိုတို့အခုကညီမတို့လင်းဝင်ခိုင်းတာကြတော့ဘာကိစ္စကြောင့်မလို့ဝင်ခိုင်းတာလဲဘာအချက်လက်များသိချင်လို့လဲဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မှာတစ်ချက်လေးနော်ခဏလေးပါ အမစီကိုသူကဖေးဖို့မထားဖြစ်တဲ့တော့ရဟောခဏလေးနော်အမပါလေဟိုဘက်ကလေဟိုဘက်ကဖုန်းထဲမှာတစ်ချက်ကြည့်ပေးနော်အမကျွန်တော်တစ်ချက်ပို့ထားပါတယ်ကျွန်တော်ကဒီဟာလေးချက်လက်လေးတို့ဒီလုပ်ငန်းခွန်ချက်လက်လေးတို့အတိတ်မြင့်ပေးတာဖြစ်နေနော်အမအတိတ်မြင့်ပေးတာဟုတ်ကဲ့မဝါမှာတစ်ချက်ကြည့်ပေးပါဟုတ်ကဲ့မာတစ်ချက်ကြည့်ပေးပါမအခုမြင့်ပေးဖို့ကကြောင့်အကိုရဲ့ပုံမှန်အခွန်ရုံးနေရလေအခုမြင့်ပေးမှာဟိုဘက်မှာအမ ကိုဘက်ဖုန်းမှာတစ်ချက်ကြည့်ကြည့်လိုက်အောင်နော်အမမကြည့်ရသေးပဲနဲ့ကျွန်တော်ကမပြောနိုင်အောင်နော်ဟုတ်ပြီအကောပုံမှန်လေ update မြင်လာတော့ပါတော့ဒီလိုရုံပိုင်းဆိုင်ရာအနေဆိုကျွန်တော်တို့ဘယ်တော့ခါမှလေလာပြီးတော့လေနေ့နေပါလေဝင်ခိုင်းတာတော့ update မြင်ကြတာတော့တခါမှမရှိခဲ့ဘူးဘူးနော်အကောဟုတ်ကဲ့မဟုတ်ကဲ့အခုအခါမှာကျွန်တော်တို့ဒီ company ဘိုင်းမှာညာပြောရမယ်ဆိုလို့ရှင်မှာဒီ IRD နဲ့အသုံးပြုတာများတယ်နော်အမကျွန်တော်ဒီဒီ2026ထဲမှာတော့မကျွန်တော်ဒီနိုင်ငံတော့အသတ်မှတ်ပေးထားပါဟိုဟိုလုံးလုံးဆောင်နေရာပေါ်မှာဒီ အာရတရားတွေမှာမတို့ဒီခုံငွေဆောင်ပွဲအတွက်ဒီထီတောင်မှာကျွန်တော်တို့ဒါလုပ်နေရရှိတဲ့ပုံမှာအားကြောင့်မို့လို့ဒီအာရတရားတွေပဲကျွန်တော်တို့ဒီ challenge တွေကိုဒါပြန်လည်ဖြစ်သွင်းတာမျိုးဒီမှာပြင်ဆင်တာမျိုးပုံမှာအားရမြင့်တာမျိုးဒါမှာပဲလုပ်တယ်เนาะမှာအားကြောင့်မို့ အကိုအဲ့ဆို update လောက်တာမျိုးပါ냐ဆိုရှင်ကျွန်တော်တို့ကဒီကျွန်တော်တို့ကဒီလေ company တစ်ခုဖြစ်တဲ့အတွက်တကယ်လို့အဲ့လိုမျိုးဆိုလို့ရှင် company စာဓာတ်ရိုက်ရောက်လာမှာဖြစ်တာအခုကဘယ်ဘယ်တည်င်းမှလာပြီးပို့ထားတာလည်းမရှိဘယ်ဌာနဆိုင်ရာမှလည်းပို့ထားတာမရှိပဲねဒီလို plain ကြီးပေါ့နော်ဖုန်းထဲမှာဝင်ပြီးတော့ဟိုဟိုဆော့ပွဲတွေ down down ခိုင်းနေ down ခိုင်းပြီးတော့ passport နှိပ်ခိုင်းနေဆိုကြတဲ့ကအကိုရဲ့ဒါယုံကျင်စရာတစ်စမ်းမှမရှိဘူးเนาะညီမလေးစကားပြောတာကိုကြည့်ပြောတော့ညီမလေး အာကြည့်ပြောတယ်အကိုကြည့်ပြောတယ်ကြည့်ပြီးပြောတာအေးဟုတ်ပြီညီမလေးအဲ့ဆိုရင်အဲ့ဆိုရင်စိတ်ခေါ်တာပဲတစ်ချက်ပို့ပေးလိုက်မယ်เนาะညီမလေးဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုနာမည်ပြောလိုက်အကိုနာမည်ပြောလိုက်အမားတို့အကိုရဲ့နာမည်ပြောလိုက်ငုံငန်းပိုင်ရှင်လားတာလိုက်တာလားတာလိုက်တာလားဒါကနေမှကျွန်တော်ကတစ်ချက်သူကဒီပေါ့လောက်ဆောင်မှုကြတော့မှဒီနည်းနည်းပြောရမဆိုရင်လူကြီးမှန်းဖြစ်တဲ့အတွက်ကြောင့်ပေါ့အမားတို့လွှဲပြောင်းပေးခြင်းဖြစ်တယ်เนาะအဲ့ဒါကြောင့်ကျွန်တော်တို့အမားကိုတစ်ချက်ဒါပို့လာပြီးတော့ကျွန်တော်ရဲအကိုစင်းခေါ်စာပဲပို့လိုက်နော်စင်းခေါ်စာပဲပို့လိုက်ပြီလား နော်အခုရဲ့တော့ဒါအမားတို့အပိုင်းပေါ့ကျွန်တော်တို့ကဒါစင်ကောသားပဲတစ်ချက်ပို့ပေးပါမယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရပြီရပြီညီမလေးဟိုဒါစင်ကောသားညီမလေးဟိုပါခေါ်မှာနော်စင်ကောသားခေါ်တဲ့ခါကျရင်ညီမလေးရဲ့ဒါပြောဆိုပြုမှုချင်းကိုဒါကိုတို့ရုံကနေမှာတော့တရားဆွဲရလိမ့်မယ်နော်ဟုတ်ကဲ့အခုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါအခုရဲ့နာမည်ပါကြီးလေနာမည် ရပိုင်းလုပ်ငန်းအများစုမှာပေါ့နော်ဒီလိုမျိုးဖုန်းနံပါတ်နဲ့ဆက်သွယ်လာပြီးတော့ပြောဆိုနေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒါမျိုးကိုကြုံမှုတဲ့သူတွေရှိမယ်ဆိုရင်လည်းကိုယ့်ဘက်မှာမှတ်ငယ်ပေးလို့ရပါရှင်။